ဒီဗီဒီယိုမှာတော့ဒီတနာချမ်းခန်းကြည့်တဲ့ဖြစ်ပါတယ်ဒီတနာချမ်းအခန်းကြီး1အငယ်1မှ7ဒါဝိဣသားတော်ဓမ္မဒေသနာဆရာဖြစ်သောယေရုရှလင်မင်းကြီးဤစကားဟူမူကားအနတ္တတက်တဲ့အနတ္တတက်တဲ့ခတ်သိမ်းသောအရာတို့သည်အနတ္တဖြစ်ကြ၏ လူသည်နေအောင်မှကြိုးစားအားထုတ်သမျှတို့၌အဘဲအကျိုးရှိသည်လူတစ်ဆက်လွန်သွား၏တစ်ဆက်ပေါ်လာ၏မြေကြီးမူကားအစဉ်အမြဲတည်နေလေထွက်လျက်ဝင်လျက်ထွက်ရရက်တို့တဖန်ပြေးလျက်တောင်လန်းတို့လက်၍တဖန်မြောက်လန်းတို့ ပြန်လေတတ်၏လေဒီလေအစဉ်လေသွား၍လေပြီးသောအရက်တို့ တဖန်ပြန်၍လေပြန်တက်၏ခသိန်းသောမြစ်တို့သည် ပင်လေသေးသို့ရောက်ကြ၏သို့တော်လေပင်လေသည်မပြည့်တတ်မြည်ရည်သည်စီးထွက်ရအရက်တို့တဖန်ပြန်သွောတတ်၏ခသိန်းသောအရာတို့သည် လူမပြောနိုင်အောင် ပင်မန်းခြင်းနှင့် ရှင်ကြ၏မျက်စိသည်မြည်၍မကုန်တတ်နားသည်လည်းကြား၍မဝတ်တတ်ဖြစ်ဖူးသောအရာသည် ဖြစ်လက်တန်သောအရာနှင့်တူ၏ ယခုပြုသောအမှုသည် ပြုလက်တန်သောအမှုနှင့်တူ၏နေအောင်မှအတိတ်သော အမှုအရာမရှိကြည်ပါအတိတ်ဖြစ်၏ဟု ဆိုရသော အမှုအရာတစုံတစ်ခုရှိသလိုထိုအမှုအရာသည်ငါတို့အရင်ရှေးကာလ၌ဖြစ်ပူးပြီးရှေးဖြစ်ပူးသောအမှုအရာတို့ကိုမေ့လျော့တတ်၏နောက်ဖြစ်လက်တန်သော အမှုအရာတို့ကိုလည်းထိုအမှုအရာနောက်၌ ဖြစ်လက်တန်သောသူတို့သည်မေ့လျော့ကြလိမ့်မည်အငယ်ဆနစ်မှဆက်ရှိငါဓမ္မဒေသနာဆရာသည်ယေရုရှလင်မြို့၌ဣဒရေလရှင်မြင်းဖြစ်စဉ်တွင်မိုးကောင်းကင်အောက်၌ပြုသမျှတို့ကိုဉာဏ်ပညာအားဖြင့်ရှာဖွေစစ်ဆေးခြင်းဟနှလုံးထား၏လူသားတို့ကျင်လျာဖို့ထိုပင်မစေသော အမှုကိုဖျားသခင် ပေးတော်မူပြီးနေအောင်မှ ပြုလေသမျှသော အမှုရာတို့ကိုငာမြင်ပြီးအလုံးစုံတို့သည် အနတ္တအမှု လေကိုချက်ဆသောအမှုဖြစ်ကြ၏ကောက်သောအရာကို မဖြောင့်စေနိုင်ချို့ထဲ့သောအရာကို မရေတွက်ရငါသည်ကိုယ်စိတ်နှလုံးထဲမှ ပြောဆိုသည်ကားငါသည်ငါအရင်ယေရုရှလင်မြို့၌ဖြစ်ပူးသောသူအပေါင်းတို့ထက်ကြီးမြင့်၍ပညာရှိ၏ အကယ်စင်စစ်ငှက်စိတ်နှလုံးသည်ပညာတက်များကို အထူးသဖြင့်လေ့ကျက်၏ပညာတရားကို၎င်းလျက်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို၎င်းပိုင်းခြား၍တည်ရန်သောငါငါသည်နှလုံးထား၏ထိုအမှုသည်လည်းလေကိုကျက်စားသော အမှုဖြစ်သည်ကိုရိပ်မိ၏အကြောင်းမူကားပညာများလျှင်ညူညင်စရာအကြောင်းများ၏တိတ်ပံတတ်တူပွားသောသူသည်ဝန်းနေခြင်း တိုးပွားတတ်၏အင်းနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်